အမျိုးသမီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းဤမမရဖို့ရှိနေပါတယ်အတိတ်ကံကိုအကြောင်းပြုပြီးတော့လည်းပဲငွေအစုလိုက်အပေါင်းလိုက်တွေဝန်လာတက်တဲ့နမိတ်ပဲဖြစ်ပါတယ်စီးပွားရေးလုပ်ခိုင်းတဲ့ပတ်သက်လို့မတရားကောင်းမတရားညှက်တော့တယ်ပါတယ်အဲ့တော့စီးပွားရေးလုပ်ခိုင်းတဲ့ပတ်သက်လို့အစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိပါတယ်အဲ့တော့အစဉ်ပြေတဲ့သူများကတော့ညှက်တော့တယ်ပါတယ်မညက်ရလေအောင်ကိုယ်နားမှာရှိတဲ့ကိုယ်ရုံးကမှာရှိတဲ့ကိုယ့်ရဲ့ဆိုင်မှာရှိတဲ့ပစ္စည်းအချို့နေရာပြောင်းရွှေ့ပေးပါ အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးအကြံစီများအောင်မြင်မဲ့ငွေကြေးရည်မှန်းချက်များပြည့်မြောက်အောင်မြင်မဲ့နေပေဖြစ်ပါတယ်။အဲ့တော့ရသရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်။ပေးစာရှိတဲ့ငွေများလည်းပေးနိုင်မှုရှိနေပါတယ်။အဲ့တော့ငွေကြေးကိစ္စများကိုရရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်။အဲ့တော့ငွေကြေးအကြံစီများပြည့်မြောက်အောင်မြင်မဲ့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ့်နေပေဖြစ်ပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့မတရားကောင်းမတရားညံ့သွားတတ်ပါတယ်။အဲ့တော့အစင်မပြေတဲ့သူများပြန်ပြီးတော့ အဆင်ပြေနိုင်ပါတယ်အဲ့တော့အဆင်ပြေပြီးသားသူများကတော့မထင်မှတ်တဲ့ပြဿနာတွေပေါ်လာပြီးတော့အဆင်မပြေခြင်းတွေကြုံရတတ်ပါတယ်အဆင်မသင့်ရင်လမ်းခွဲပြက်ဆဲတဲ့တွေဖြစ်သွားတတ်ပါတယ်အဲ့တော့အထိုးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်အဲ့တော့အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့မိမိတို့နှစ်ယောက်ရဲ့နှုတ်နှင်းချက်များညီမန်းချက်များပြည့်မြောက်အောင်မြင်မယ့်နေ့ပဲဖြစ်ပါတယ်အဲ့တော့အိမ်တော်ရင်းအဆင်မပြေတဲ့သူများကြည့်ခဲ့သူများကိုအကြောင်းပြပြီးတော့ပြန်ပြီးတော့အစီအစဉ်ပြလာဖို့ရှိနေပါတယ်အဲ့တော့ပြပြီးသားသူများကတော့ပြည်စတဲ့ပြပါလိမ့်မယ် မိမိတို့ရဲ့နှလုံးကျက်ယူမန်းကျက်များပြည့်မြအောင်မြင်မယ့်နိမိတ်ပဲဖြစ်ပါတယ်။စိတ်ချမ်းသာပျော်ရွှင်ကျေနွယ်ရမယ့်နိမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ပညာရေးကံလည်းပဲအင်မတန်ကောင်းပါတယ်။မိမိယူမန်းထားရတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။တမ်းမိုင်းနဲ့ပတ်သက်လို့ကတော့ခေါင်းမူတာမျိုးနောက်ကျောနာတာမျိုးခါနာတတ်တဲ့ယောဂာများတတိထန်းစီလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဒီလိုကစားမယ်ဆိုရင်တော့တစ်ခွန်ဦးလေးဖြစ်ပါတယ်။ တော့ကန်ကောင်းစေတဲ့အယောင်တွေကတော့အချူယောင်အနေယောင်အနက်ယောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အဲရောင်းထွက်ရောင်းကောင်းစေတဲ့ပစ္စည်းများကိုလင်ပန်းနဲ့ရက်ကပ်ပေးပါ။အဲတော့စတီးလင်ပန်းတန်လင်ပန်းရပါတယ်။အဲဒီကလင်ပန်းနဲ့ရောင်းထွက်ရောင်းကောင်းစေတဲ့ပစ္စည်းများကိုရက်ကပ်ပေးပါ။ဖောက်ပါလေးရိုက်ပေးပါ။ဘာစက်ကလည်းစူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့။ဘယ်နည်းမစိုးဘယ်ချိန်မစိုးဘယ်နည်းမစိုးမကြကနအဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းစေတဲ့ပစ္စည်းများကိုလင်ပန်းနဲ့ရက်ကပ်ပေးပါ။ရက်ပေးပါ။ တန်ကောင်းစီမဲ့ရတရာကတော့အိမ်ဖျားမှာအနီရောင်ပန်း၆ပွင့်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညာခိုက်တွေကြေးပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲတနင်္ဂနွေသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြ။ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲများဖြစ်လာဖို့ရှိနေပါတယ်။ အလုပ်ပြောင်းလဲနေရာအပြောင်းလဲကောင်းသောအပြောင်းလဲတွေဖြစ်လာမှုရှိနေပါတယ်မိမိရဲ့အတွေးခေါ်များခိုင်ကြံများဘဝရဲ့အမြင်တွေကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်အင်မတန်ကောင်းသောနေမိတ်ပဲဖြစ်ပါတယ်စီးပွားရေးလုပ်ခွင့်နဲ့ပတ်သက်လို့ယဉ်မင်းချက်များနှွန်းနှင်းချက်များပြည့်မြောက်အောင်မြင်မယ့်နေမိတ်ပဲဖြစ်ပါတယ်အဲ့တော့မကြခင်မှာစီးပွားရေးနဲ့ပတ်သက်လို့အလုပ်ခွင့်နဲ့ပတ်သက်လို့ရတဲ့ကောင်းနေကြဖို့ရှိနေပါတယ်ကောင်းသောခီးများသွားဖို့ရှိနေပါတယ်ရက်ဝေးအဆက်အသွယ်များပေါ်လာဖို့ရှိနေပါတယ်လုပ်ငန်းတင်များဆက်လုပ်ရပါတယ် ို့ရဲ့စီးပွားရေးအလုပ်ငယ်နဲ့ပတ်သက်တဲ့စိတ်ကူးအကြံစီများကိုလက်ငင်းတက်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။အဲ့တော့ငွေကြေးကလည်းပဲအင်မတန်ကောင်းနေပါတယ်။ဆုံးရှုံးမလို့လို့ဖြစ်နေတဲ့ငွေတွေပြန်ရဖို့ရှိနေပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးအကြံစီတွေအောင်မြင်ဖို့ငွေကြေးအခက်အခဲလွတ်မြောက်ဖို့ငွေကြေးနဲ့ပတ်သက်လို့ငွေတွေဝင်ဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းများလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်။ဉာဏ်များလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်ပါ။အဲ့တော့ငွေကြေးကိစ္စများကိုရရတင်းနေဆောင်ရွက်နေပါတယ်။ ငွေကြေးအကြံစီများအောင်မြင်မဲ့အမတန်ကောင်းသောနိုင်ငံဖြစ်ပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့ကတော့ရန်ဖြစ်လိုက်ပြန်ချင်းလိုက်တဲလိုက်မတဲလိုက်ကောင်းလိုက်မကောင်းလိုက်ဖြစ်နေတတ်ပါလေ။အဲ့တော့အယူကိုနေလို့နေရတဲ့ကဲ့သို့ဖြစ်နေတတ်ပါလေ။အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့တယောက်ကအဖြစ်တယောက်ကအမဲအယူအဆတွေအမြင်တွေကွဲလွဲတာမျိုးတွေရှိနေတတ်ပါလေ။အဲ့တော့ညှိနှိုင်းရခက်တာမျိုးတွေမြင်မတူတာတွေရှိနေတတ်တဲ့နိမိတ်ပဲဖြစ်ပါလေ။ ပညာရေးနဲ့ပတ်သက်လို့ကံအင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတာတက်ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့ချစ်တော်ခါဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂါများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့တီထိုးကစားမယ်ဆိုရင်တော့6ဖွန်း35ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်တွေကတော့အနေရောင်အဖြူရောင်အဝါရောင်ဖြစ်ပါတယ်။မြန်ညာဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကို ကျွေပကံများတစ်ချက်နဲ့ပေါ့ပါလေးရိုက်ပေးပါပကြက်ကလည်းဆူတောင်းပါဘယ်နည်းမဆိုဘယ်ချိန်မဆိုစောင့်ရနေပါလေရောင်းထွက်ဖို့ရောင်းကောင်းဖို့ဆူတောင်းပါရောင်းထွက်ခြင်းတော့ရောင်းကောင်းခြင်းတော့ပစ္စည်းများကိုကျွေပကံများတစ်ချက်နဲ့ပေါ့ပါလေးခောက်ပေးပါပစ္စည်းတွေရောင်းထွက်ရောင်းကောင်းပါလိမ့်မယ်ကံကောင်းခြင်းမဲ့ရေရာကတော့ဒီတပတ်ထဲမှာအုံးပြီးပါတဲ့မုတ်၆ခုအိမ်ပြားမှာလှူဒန်းခြင်းအဖြစ်အကန့်အညံ့ခိုက်တွေကြေပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ် ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲတနင်္လာသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာ။အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံတွေအပြိုင်ဆိုင်တွေအခက်အခဲတွေရှိနေတတ်ပါတယ်။ကိုယ်ရံမှာမကောင်းပြောတာမျိုးမကောင်းကြံတာမျိုးလည်းခံရတတ်ပါတယ်။ဒါမိမိရဲ့အကြံစီများရည်ရွယ်ချက်များလည်းပဲထင်ကုန်ကြံ့ကြံနေတတ်ပါတယ်။ တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များဖြင့်တော့ကြံ့ကြံ့နေတတ်ပါတယ်။အောင်မြင်နေတဲ့ဆိုရင်တော့ဉာဏ်ဉာဏ်နဲ့ပြည့်ရဲ့သုံးပြီးတော့ဆောင်ရွက်မှသာလဲအောင်မြင်ပါလိမ့်မယ်။ဒီဘဝရဲ့အလုပ်ငန်းနဲ့ပတ်သက်လို့အင်ပါတာကောင်းပါလေ။ဘာသာရေးကဲရှိန်းသောသို့မဟုတ်ဘုံကြီးသို့မဟုတ်တတိတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများနဲ့ကိုယ့်ရဲ့စီးပွားရေးတွေအလုပ်ကိုင်းတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်။နောက်ပူပေါင်းသက်တူရှယ်ယာလုပ်ငန်းများကိုအကြောင်းပြုပြီးတော့လုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်။ ဒါကိုရဲ့စီးပွားရေးအလုပ်ငယ်များတိုးတက်အောင်မြင်စေဖို့အတွက်တယောက်တည်းတူးတက်လုပ်တာတဲ့အကြီးကဲဆရာသမားတွေရဲ့အကူအညီအကြံဉာဏ်ယူပါတငယ်ချင်းမိတ်ဆွေတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပါဒါဆိုတော့ပိုးပြီးတော့အောင်မြင်ပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ငွေကြေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာပါလိမ့်မယ်အစင်ပြေပြီးသားသူများကတော့မထင်မှတ်တဲ့နှောက်ယှက်လေးတွေကျုံတတ်ပါလေရစရာပေးစရာငွေများကြန့်ကြန့်နေတတ်ပါလေငွေကြပြောက်တာမျိုးအထားမာတာမျိုးအခုခံတာမျိုးတွေသတိထားစေလိုပါလေ တော့ငွေကြေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေပါလိမ့်မယ်အစင်ပြေနေတဲ့သူများသူ့တိထားပြီးတော့ပြတ်တန်းစေလိုပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့တယောက်ကအဖြူတယောက်ကအမဲအမြင်စတွေအမြင်အမြင်နေအယူစတွေပွဲလွဲနေတဲ့နိမိတ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့အစ်ဆက်တဲ့နိမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးအင်မတန်ကောင်းပါတယ်အိမ်ထောင်ရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ် အစဉ်ပြေပြီးသားသူများကတော့မိမိတို့ရဲ့မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေပြည့်မြောက်အောင်မြင်မဲ့နားလည်မှုတွေ၊မျှဝေခံစားမှုတွေ၊အဲဒီ website ခံရမှုတွေကြည်နူးတာရပျော်ရွှင်စွာဖြတ်သန်းနိုင်မိပဲဖြစ်ပါတယ်။အဲ့တော့ကလေးမရသေးတဲ့သူများကလည်းကလေးရဖို့ရှိနေပါတယ်။အဲ့တော့ပညာရေးကံအလယ်လက်မှာပဲရှိနေပါတယ်။လူ့ဘများများကြိုးစားအထောက်ဖို့ရည်ကြည်ပါတယ်။ဈာမိုင်းနဲ့ပတ်သက်လို့ကတော့ညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ခါနဲ့ပတ်သက်တဲ့ ခေါင်းမူလာနဲ့ပတ်သက်တဲ့ရောဂါများတိထားစေလိုပါတယ်။ပြင်မယ်လို့ဆိုလိုပါဘူး။အဲ့တော့တီထိုးကန်ဆာမယ်ဆိုရင်တော့ဖွန်၈35ဖြစ်ပါတယ်။အဲ့တော့ကန်ကောင်းစေတဲ့အရောင်တွေကတော့အပြာရောင်မိခိုးရောင်အဖြူရောင်ဖြစ်ပါတယ်။ညာများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းတဲ့ပစ္စည်းများကိုသတင်းစာနဲ့ရက်ကပ်ပေးပါ။အဲ့တော့သတင်းစာနေ့စဉ်ထုတ်သတင်းစာနဲ့ရက်ကပ်ပေးပါပြတ်ပေးပါဆက်ကလည်းစူတောင်းပါရောက်ထွက်ဖို့ရောင်းကောင်းဖို့ ရောင်းထွက်ရောင်းကောင်းကြလို့ရောင်းကောင်းကြလို့ပစ္စည်းများကိုသတင်းစာနဲ့ရက်ခတ်ပေးပါ၊ပြန်ပေးပါ။အဲကံကောင်းစီမဲ့ရေရရာကတော့အိမ်ဖျားမှာပန်းအဖြူနှစ်ပွက်၊လက်ဖက်ရည်နှစ်ပွက်တူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကျေပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲအင်္ဂါတာသမီတွေအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေဗျာ။ အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံတွေအကက်ခဲတွေအပြိုင်ဆိုင်တွေရှိနေတတ်ပါတယ်အဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များလည်းပဲထင့်ငော့ကြံ့ကြံနေတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်တယ်ဆိုရင်တော့ဉာဏ်ပရိယသုံးပြီးတော့ဆောင်ရွက်မှသာလဲအောင်မြင်မှုရှိနေပါတယ်ပုံမှန်နေတိုင်းတိုင်းသွားလို့မရပါဘူးဉာဏ်နေဉာဏ်နဲ့ပရိယသုံးပါစီပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်။အဲ့တော့စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းများတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်။ ဆက်သွယ်ကောင်းတွေအကူအညီကောင်းတွေအခွင့်အလမ်းကောင်းတွေပေါ်လာဖို့လည်းရှိနေပါတယ်။လုပ်ငန်းသစ်များဆက်လုပ်ရပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုတောင်းတဲ့ပေါ်လို့ရပါတယ်။ဒါကစီးပွားရေးအလုပ်ငန်းနဲ့ပတ်သက်လို့အင်မတန်ကောင်းသောနိမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စကားပြောမှတာမျိုးစကားကြွတာမျိုးအတွက်ချက်မှတာမျိုးတည်ထားစီလိုပါတယ်။အဲ့တော့ငွေကြေးကိစ္စများကတော့စိတ်ပူစရာတွေစိတ်အနှောက်အယှက်ဖြစ်စရာတွေအခက်အခဲတွေကြားတဲ့ကအောင်မြင်မယ်ဆိုတဲ့နိမိတ်ပဲဖြစ်ပါတယ်။ အဲ့တော့အခြေအနေပတ်သက်လို့အထူးသတိထားပြီးတော့ဖြတ်တန်းရမယ့်နည်းပဲဖြစ်ပါတယ်အဲ့တော့အမိုက်ကအစပြတ်သက်မေးလောက်အသေးပွဲပြဿနာကိုအကြောင်းပြပြီးတော့မတင်မဲ့ရင်အစင်မပြင်းရင်လမ်းခွဲပြက်ဆဲတဲ့ဒီဖြစ်သွားတတ်ပါတယ်အဲ့တော့အခြေရေးအင်မတန်အရေးကြီးပါတယ်ကြီးမားသောအပြောင်းအလဲဖြစ်သွားဖို့ရှိနေပါတယ်မတင်မဲ့တဲ့ပြဿနာကစပြီးတော့လမ်းခွဲတဲ့ဒီဖြစ်သွားတတ်ပါတယ်အဲ့တော့နှစ်ယောက်စလုံးအထူးသတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်အိမ်တော်ရေးကံအင်မတန်ကောင်းနေပါတယ် အိမ်ထောင်ရဲ့အစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့ပြေသက်သက်ပြေပါလိမ့်မယ်အိမ်ထောင်ဘက်ကိုအကြောင်းပြပြီးတော့ငွေကြေးတွေဝင်လာဖို့ငွေကြေးတွေရဖို့ငွေကြေးရဖို့ရှိနေပါတယ်ပညာရေးကံအလေလက်အဲ့တော့ပညာရေးမှာစိတ်ဝင်စားမှုအားနည်းနေတတ်ပါတယ်လူကများများစူးစမ်းအထောက်အပံ့ရေးကြည့်ပါတယ်လူကအယုံဆိုင်ဖို့ရေးကြည့်ပါတယ်အဲ့တော့ပညာရေးမှာစိတ်ဝင်စားမှုအားနည်းနေတဲ့နေ့ပဲဖြစ်ပါတယ် တန်းပိုင်နဲ့ပတ်သက်လို့ဝမ်းပိုင်နဲ့ပတ်သက်လို့ခြေထောက်ခါနဲ့ပတ်သက်တဲ့ယောဂအများသတိထားစီလိုပါတယ်ပြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကစားမယ်ဆိုရင်တော့၄6.3ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အရာတွေကတော့အစင်းရောင်အပြရောင်အဖြူရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုလိုက်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်ရက်ခတ်တဲ့ရက်တောင်နဲ့ရက်ခတ်ပေးပါရိုက်ပေးပါမစက်ကလေးစူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ ဘယ်နည်းမစို့ဘယ်ချင်းမစို့ဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ကပ်ပေးပါ၊ကြိုက်ပေးပါ။အဲ့တော့ပန်ကောင်းစီမဲ့ရေရာကတော့အိမ်ဖျားမှာစမုစာ၃ခုဖြူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ကိုက်တွေကြေပြောက်ပြီးတော့ကံလေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။ကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲဘိုးတို့ဟူတောင်းသမီးတွေအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေကြ။ လူကြီးတယောက်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေပါတယ်။အဲ့ဒါအလုံးမှာမိသားစုထဲမှာလူကြီးတယောက်ကိုအကြောင်းပြပြီးတော့စိတ်အနှောင့်အယှက်ဖြစ်နေပါတယ်။ခြေတဝက်ခက်နောက်ဆိုးဝက်ခက်ဆုံးဖြတ်ခက်ရွေးချယ်ခက်အခြေအနေများလည်းကျွမ်းဝနေပါတယ်။မိမိရဲ့အကြံစီများရွေးချယ်များလည်းပဲဖြစ်ငေါ့ကြံ့ကြံနေတတ်ပါတယ်။စီးပွားရေးလုပ်ကနေပတ်သက်လို့လောဆယ်မကောင်းသေးပါဘူး။ဖြည်းဖြည်းချင်းကောင်းလာပါလိမ့်မယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့လောက်ကနေပတ်သက်လို့လက်ရှိအခြေအနေကမကောင်းသေးပါဘူး။ ဖြည်းဖြည်းချင်းသူ့အတူကောင်းလာပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့အဲ့တော့ရသရှိတဲ့ငွေများရဖို့ရှိနေပါတယ်ပေးသရှိတဲ့ငွေများပေးနိုင်ဖို့ရှိနေပါတယ်ဆုံးရှုံးမလို့ဖြစ်နေတဲ့ငွေများလည်းပြန်ရဖို့ရှိနေပါတယ်ဝန်ထမ်းများငွေများလည်းမြဲဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကြံစီများရရတဲ့နဲ့ဆောင်ရွက်နိုင်ပါတယ်ငွေကြေးအကြံစီများအောင်မြင်နဲ့အောင်မြင်မဲ့အဲငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ်နိမိတ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ ခြေရေးအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာမယ့်အခြေအနေအပေါ်နဲ့ပေါ်လာမှုရှိနေပါတယ်။အဲ့တော့ပြည်ပသားသူများကတော့မတင်မတ်တဲ့ပြဿနာကိုအကြောင်းပြပြီးတော့အဆင်မပြေခြင်းတွေကြုံရတတ်ပါတယ်။အဲ့တော့အဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာမှုရှိနေပါတယ်။အဲ့တော့ပြည်ပသားသူများမတင်မတ်တဲ့ပြဿနာတွေပေါ်လာတတ်ပါတယ်။အတို့ကိုဆက်ပြီးတော့ဖြတ်တမ်းပါ။အိမ်တော်ရေးကအင်မတန်ကောင်းနေပါတယ်။မိမိတို့ရဲ့မျော်လင့်ချက်များ၊ဒီမန်းချက်များပြည့်မြောက်အောင်မြင်မှုရှိနေပါတယ်။နားလည်မှုတွေ၊ညှိနှိုင်းမှုတွေ၊ရွေးဆိုင်ခံရမှုတွေနဲ့ ကြည်နူးပျော်ရွှင်တာယာစွာဖြတ်တန်းရမယ်နေမိပဲဖြစ်ပါလေ။အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့ငွေရခြင်းဥဒံဆက်ဆက်ပစ္စည်းဝင်ခြင်းတွေလည်းကြုံရတတ်ပါလေ။အဲ့တော့ပညာရေးကံလည်းပဲအင်မတန်ကောင်းနေပါလေ။မိမိရည်မှန်းထားတာတွေပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါလေ။ကျမ်းမိုင်နဲ့ပတ်သက်လို့ဝမ်းနဲ့ပတ်သက်တဲ့အစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ဥကောင်းနဲ့ပတ်သက်တဲ့ယောဂများတတိထားစီလိုပါလေ။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဒီတို့ကစားမယ်ဆိုရင်တော့နှစ်၃ည တစ်ဖို့ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာတွေကတော့အဖြူရောင်အပြာရောင်အနက်ရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုဘဲဥဒုံနဲ့ခောက်ပေးပါ။ပေါ်ပါလေးခောက်ပေးပါ။ပစ္စည်းကလည်းစူတောင်းမှာရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နေမစို့ဘယ်ချိန်မစို့ဘယ်နေရာမစို့စာမျက်နှာနေပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုဘဲဥဒုံနဲ့ခောက်ပေးပါ။အဲ့တော့ကံကောင်းတဲ့ရေရာကတော့အိမ်ဖျားမှာ တတိချောင်းလုံးထူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြတ်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။အဲ့တော့တတိချောင်းလုံးကအမျိုးအစားတူလဲရတယ်အမျိုးအစားမတူလဲရတယ်ချောင်းလုံးဖြစ်ရပါတယ်။ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲကြာတာပရိသတ်သမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာ။ လူသုံးအောင်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတဲ့ပါတယ်။ကိုယ်ရမှာမကောင်းပြောတာမျိုးမကောင်းကြံတာမျိုးကြောင်းရတဲ့ပါတယ်။အထူးသတိထားပြီးတော့ပြတ်တန်းစီလိုပါတယ်။အဲ့တော့မိမိရဲ့အကြံစီရွေကြံများလည်းပဲဖြစ်ငော့ကြံ့ကြာပြီးမှအောင်မြင်နိုင်ပါတယ်။စီးပွားရေးအလုပ်ငယ်နဲ့ပတ်သက်လို့လက်ရှိအခြေအနေအကောင်းဆုံးဖော်ပြပါဘူး။စီးပွားရေးနဲ့ပတ်သက်လို့လက်ရှိအလုပ်ငယ်နဲ့ပတ်သက်လို့ဒီလိုပို့ပြီးတော့ကောင်းမဲ့တိုးတက်မဲ့နီးလန်းနေအခွင့်အလမ်းတွေရှိနေပါသေးတယ်။ရှားကြမှာတွေးတော့ပါ ကြံစားပါလက်ရှိအခြေအနေအကောင်းဆုံးဖို့သေးဘူးဒီတဲ့ပိုကောင်းမှုရှိနေပါသေးတယ်ရှာဖွေပါတွေးတော့ပါကြံစားပါစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ရစရာပေးစရာငွေများစိတ်ပူထင်းကုန်ကြံ့ကြံ့ပြီးမှအောင်မြင်နိုင်ပါတယ်အဲ့တော့ငွေကြေးကံကတော့အလဲအလက်မှပဲရှိနေပါတယ်ချင်းနဲ့ပတ်သက်လို့ကတော့ကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာမှုရှိနေပါတယ်။အဲ့တော့အချင်းအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာမှုရှိနေပါတယ်။ အဲ့တော့ပြည်ပြည်သားလူများကတော့ပြည်တဲ့ပြည်ဖို့ရှိနေပါတယ်။နားလည်မှုတွေ၊မျှဝေခံစားမှုတွေ၊ကျေနွတ်တရားပျော်ရွှင်စွာ၊ရေခုံစွာစိတ်လုံရှားစွာဖြတ်တန်းရမယ်။ပန်းလူရောင်တွေလွှမ်းနေတဲ့နမိတ်ပဲဖြစ်ပါတယ်။အိမ်တော်ရေးအစီအမံပေးတဲ့သူများဘာသာရေးကိန်းဆိုင်တဲ့လူကြီးတယောက်ကိုအကြောင်းပြုပြီးတော့ပြန်ပြီးတော့အစီအပြေလာဖို့ရှိနေပါတယ်။အဲ့တော့ပြည်ပြည်သားသူများကတော့လူတန်းဘာသာရေးတော့တက်ပါတယ်။ဖျားဖို့အီးမေးလ်လည်းတော့တက်ပါတယ်။ ပညာရေးကံအင်မတန်ကောင်းနေပါတယ်။သူကမများများကြိုးစားမယ်ဆိုရင်တော့ပို့ပြီးတော့အောင်နေနိုင်ပါတယ်။ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့အစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ဝမ်းနဲ့ပတ်သက်တဲ့ခြေထောက်ခါနဲ့ပတ်သက်တဲ့ယောဂများ၊ဟောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့တီထိုးကစားမယ်ဆိုရင်တော့ပြစ်တုံညပိုလီဖြစ်ပါတယ်။ပြစ်တုံညပိုလီ ကန်ကောင်းစေတဲ့အရာတွေကတော့အဖြစ်ရောအပြာရောအဝါရောဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုလိုက်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုပလင်းနဲ့ခောက်ပေးပါပလင်းပလင်းကအသေးလေးရတယ်အကြီးလေးရတယ်ပလင်းလို့ပေါ်တော့အရာပလင်းနဲ့ဖောက်ပါလေးခောက်ပေးပါပါဇက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုပလင်းနှလုံးနဲ့ခောက်ပေးပါကကောင်းကင်မဲ့ရေရာကတော့အိမ်ထဲမှာဝမ်းနှောဝနှစ်ခွက်ပန်းအဖြူနှစ်ပွင့်တူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ် ကံအညက်ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲတောက်ကြတာသမီးတွေအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေပါ။သူများကိုအကူအညီပေးနေရတဲ့ကိစ္စများနဲ့အခြေအနေကိုနေတတ်ပါတယ်။အဲ့ဒါကိုယ့်ရဲ့ကိစ္စတဲ့သူများကိစ္စကများနေတတ်ပါတယ်။ မိမိရဲ့အကြံစီရည်ရွယ်ချက်များလည်းပဲထင်တော့ကြံ့ကြံ့ပြီးမှအောင်မြင်ပါလိမ့်မယ်အဲ့တော့သူတစ်ပါးကြောက်တုံးတာလည်းပဲခံရတတ်ပါတယ်နောက်ကျောဓာတ်နဲ့ထုတ်ရလည်းခံရတတ်ပါတယ်အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်စီးပွားရေးအလုပ်ဝင်နေပတ်သက်လို့အတိတ်ကံကိုအကြောင်းပြပြီးတော့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်ဘာသာရေးကမ်းရှိုင်းတဲ့အမျိုးသမီးတယောက်စီကနေပြီးတော့လည်းပဲအကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများလည်းရဖို့ရှိနေပါတယ်လုပ်ငန်းတင်များစလို့ရပါတယ်လုပ်ငန်းစီးပွားတွေတိုးချဲ့လို့ရပါတယ် အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ငယ်နဲ့ပတ်သက်လို့ကတော့အင်မတန်ကောင်းသောနိမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ငွေချေးကန်အနှဲငယ်ညက်နေပါတယ်။ရစရာပေးစရာရှိတဲ့ငွေများကြန့်ကြန့်နေရပါတယ်။ငွေကြပြောက်တာမျိုး၊ငွေအလိန်ခံတတ်တာမျိုးအထူးတည်ထားပြီးတော့ပြတ်တန်းစီလိုပါတယ်။အထူးအဖြစ်ငွေအလိန်ခံတတ်ပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့အမျိုးသမီးတစ်ယောက်ကြားဝင်ရှုပ်တတ်ပါတယ်။အဲ့တော့မိမိတို့ရဲ့အခြေအနေမှာအမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီးတော့ကတောက်ကစားလေးတွေအစင်မပြေနှွေးတွေဂျုံတတ်ပါတယ်။ တော့အထူးပြည်ထားပြီးတော့ပြသန်းရမှာဖြစ်ပါတယ်။အိမ်ထောင်ရင်းနဲ့ပတ်သက်လို့ကောင်းသောအလှည့်ပြောင်းနေဖြစ်လာဖို့ရှိနေပါတယ်။အိမ်ထောင်ရင်းအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာမယ့်နမိတ်ဖြစ်ပါတယ်။အဲ့တော့အစဉ်ပြေပြီးသားသူများကတော့ပြည်တဲ့ပြေပါလိမ့်မယ်။မိမိတို့ရဲ့မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။နားလည်မှုတွေ၊ညှပ်ဝေခံစားမှုတွေ၊ရည်ရွယ်ချက်ခံရမှုတွေ၊အကျဉ်းသားခံရမှုတွေနဲ့အိနုတရားရေကုံစွာပြတ်သန်းရမယ်နမိတ်ပဲဖြစ်ပါတယ်။အိတောင်ဘက်ကိုအကြောင်းပြပြီးတော့ဝင်အစုလိုက်အပုံလိုက်ရတာမျိုး ိုးတန်စက်ပစ္စည်းပေါ်တိုင်းမျိုးလည်းကျောင်းရတတ်ပါတယ်။အဲ့ပညာရေးကံနော်အလဲလဲမှာပဲရှိနေပါတယ်။ဒီကူကများများကြိုးစားအထုတ်ပါ။အဲ့တော့စာကြက်တဲ့နေရာနေရာလေးပြောင်းပြီးတော့ကြက်နေပါ။ကျမ်းမိုင်နဲ့ပတ်သက်လို့ဘောင်းမူတာ၊ပူပူတာ၊ဖျားတာနောက်ကျောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဒီတို့ကစားမယ်ဆိုရင်တော့ရှစ်ခုံ၃ခုဖြစ်ပါတယ်။ အဲ့တော့ကံကောင်းစေတဲ့အယောင်တွေကတော့အ내ရောင်အဖြူရောင်အနီရောင်ဖြစ်ပါတယ်။ညာများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုတော့စိတ်တော်အနီနဲ့ခောက်ပေးပါ။အဲ့စိတ်တော်အနီခုခက်ကြီးကြီးပေါ့နော်။အဲ့တော့ရောင်ထွက်ခြင်းနဲ့ပစ္စည်းများကိုခောက်ပေးပါ။ဒါကြောင့်လည်းစုတော်မှာရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုစာပြနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုစိတ်တော်အနီနဲ့ခောက်ပေးပါ။ကံကောင်းစေမဲ့ရရရာကတော့အိမ်ဖျားမှာ အဝါရောင်ပန်းကားဖွဲ့လူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေကျေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်ပြန်ဆက်ကြပါမယ်။ကဲစနေသားသမီးတွေအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေပြန်။